။ညလုံးရင်ဆက်မှာလက်လက်ထနေတဲ့မြေတွေနဲ့ဂါဝင်ကိုမပြီးအခန်းထဲကနေလမ်းမပေါ်သူထွက်လာခဲ့တယ်။မင်္ဂလာပါရှင်။ဒီနေ့ဖက်ပြမှာကဆရာမနည်းနည်းစနေရေးထားတဲ့ဥယျာဉ်ထဲကပန်တပွင့်ဆိုတဲ့စာအုပ်လေးတွေကမဂီရဲ့လက်ဆောင်ဆိုတဲ့စာပုလေးဖြစ်ပါတယ်ရှင်။ဒေါ်လာနဲ့88စင်ဒါကုန်ပါပဲ။ဒါတောင်16စဲက တဆင့်ဆေးတွေဖြစ်နေတယ်။ဒီပိုက်ဆံတွေကို ကုံစုံဆိုင်တစ်ထည်ဟင်းရွက်တဲ့နဲ့အသားရောင်သူတွေစီကနေတပြားနှပြားစမျက်နှာပြောင်တိုက်ပြီးခြွေတာစုထားတာဖြစ်တယ်။ပိုက်ဆံတွေကိုသုံးကြိမ်တီတီတဲလာရေတွက်ခဲ့လေဒေါ်လာနဲ့88စင်းပဲဖြစ်နေတယ်။နေဖန်ဆိုရင်ပဲခရစ်စမတ်ရောက်ပြီ။ဆုပ်ပြက်နေတဲ့ဂရင်တီတီလေးပေါ်မှောက်ချပြီးငိုယုံကလွေးလို့ ဘာမှမတန်နိုင်ခဲ့ဘူး။ဒါကြောင့်ဒေလာငိုခဲ့တယ်။ဒါပေမဲ့ဘဝဆိုတာငိုကြွေးခြင်း၊ရှိုက်ခြင်း၊ပြုံးခြင်းဆိုတဲ့ခံစားချက်တွေရှိပေမဲ့ရှိုက်ခြင်းကပိုလွန်ခဲ့နေခဲ့တယ်။ရှိုက်နေတဲ့ကြားကဒီအိမ်ရှင်မတဖြည်းဖြည်းငြိမ်သက်သွားတဲ့အခါအိမ်ကိုအရင်ကြည့်လိုက်ကြပါ။အိမ်ကတစ်ဘက်ကို10ဒေါ်လာပေးရတဲ့ pre-book ပါတဲ့အိမ်ဖြစ်တယ်။ ဒါပေမဲ့ဒါတရောင်းစားအိမ်နဲ့မခြားဘူးဆိုတဲ့အသွင်ထက်တခြားစကလုံးနဲ့ပေါ်ပြဖို့ခင်းရပါတယ်။အိမ်အောင်ထက်မှာစထဲပုံးတစ်ခုရှိခဲ့ပေမဲ့ဘသူမှစလာမထဲဘူး။လူခော်ဘဲတစ်ခုရှိတယ်ဆိုပေမဲ့ဘသူမှလာမနစ်ခဲ့ဘူး။မစ္စတာဂျေလင်ဒဲလင်ဂိုင်ယန်လူလီထားတဲ့နာမည်ကတစ်ခုကအဲဒီမှာရှိနေခဲ့တယ်။ တယ်လင်ကန်ဆိုတဲ့နာမည်ကို အင်ဂျီရှင်အောင်မြင်ကြီးပွားတော့ကရေးကတ်ထားတာဖြစ်တယ်။အဲ့ဒီတုန်းကတပတ်ကိုဒေါ်လာ30ဝန်းကျင်ရှိခဲ့တဲ့အခုတော့ဒေါ်လာ20အတိရော့ကျခဲ့ရလို့တယ်လင်ကန်ဆိုတဲ့နာမည်လည်းမှုံဝါးဝါဖြစ်သွားခဲ့တယ်။ဒီကိုပဲအမှန်ယူပြီးတို့ချုံလိုက်ဖို့သူတို့အသေးချာဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့မစ္စတာဂျိန်းဂျယ်ဂရန်အိမ်ပြန်ရောက်တိုင်းအခန်းထဲဝင်လာတဲ့အခုပဲစာဖတ်သူတွေကိုမိတ်ဆက်ပေးခဲ့တဲ့ဂျယ်လာမစ္စဂျိန်းကသူ့ကိုဂျင်းလို့ခေါ်ပြီးဖလဲတကင်ပွေဖက်တတ်တယ်။ဒါကြောင့်ဒီနာမီယာအကောင်းဆုံးမဲလို့ထင်နေကြတယ်။ငူကြွေးပြီးနောက်ဂျယ်လာကပားပြင်ပေါ်ပေါင်နာတွေပုတ်ပြီးဗရင်ရှည်ရလိုက်တယ်။မောင်ဝါဝါခြံနောက်က မိကိုရောင်စီအိုပေါ်မှာလမ်းလျှောက်နေတဲ့မိကိုရောင်ကြောင့်တကောင်ကို တွေ့ဝေငေးမောကြည့်နေခဲ့တယ်။နှစ်ဖန်ဆိုရင်ပဲခရစ်စမတ်ရောက်ပြီ။သူ့စီမှာရှိတဲ့ဒေါ်လာ88စင်နဲ့ဂျင်ကိုလက်ဆောင်ဝယ်ပေးရမယ်။လာတန်ကြာသူဂျိုပန်းစုဆောင်ခဲ့တဲ့ငွေကြေးကဒီလောက်ပဲရှိခဲ့တယ်။တစ်ပတ်ဒေါ်လာ20သုံးမှုကမဖြစ်နိုင်ခဲ့ဘူး။အတုံးကြီးက ဖန်မှန်းထားတာထင်များခဲ့တယ်ဒေါ်လာ88စင်နဲ့ပဲဂျင်းကိုလက်ဆောင်ဝယ်ပေးရတော့မယ်ပြောစရာကောင်းတဲ့သူ့အချိန်တွေကိုအသုံးပြုပြီးဂျင်းအတွက်လက်ဆောင်ကောင်းတစ်ခုဝယ်ပေးဖို့သူစူးစမ်းခဲ့တယ်ကောင်းမွန်ပြီးအဖိုးတန်ရှားပါတဲ့လက်ဆောင်တစ်ခု အနည်းဆုံးတော့ဂျင်းမှာရှိတဲ့ပစ္စည်းတစ်ခုခုနဲ့လိုက်ဖက်မဲ့လက်ဆောင်မျိုးဖြစ်ရမယ်အခန်းရဲ့ပြတင်းပေါင်းတစ်ခုကြားမှာ နယံကတ်မှန်တစ်ချက်ရှိတယ်။တပတ်၈ဒေါ်လာပေးရတဲ့အခန်းရဲ့နယံကတ်မှန်လည်းဖြစ်ချင်ဖြစ်မယ်။သွက်လက်သေးငယ်တဲ့လူတယောက်ကသူ့ကိုယ်သူအလျားလိုက်မြင်ရတဲ့အချိန်မှာဂယုတဆိုင်ကြည့်မိခရင်သူ့ရုပ်ရည်အတွက်တိကျတဲ့ထင်မြင်ခြင်းတစ်ခုတော့ရမယ်ထင်ပါတယ်။ဒေလာကကိုလုံးတွေ့သူပါ။ဒီလိုအမှုပညာကို သူနားလည်ထားပြီးဖြစ်တယ်။ယုတ်ရဲ့ဗေဒေမောက်ကနေခြာကနေလှည့်ပြီးမှန်ရှိမှရလိုက်တယ်။ သူ့မျက်လုံးတွေကအယောင်တောင်နေတယ်။ဒါပေမဲ့စက္ကန့်20အတွင်းသူ့မျက်နှာဖြော့တော့သွားတယ်။စပင်တွေကိုကြပြကြရတူဖြီချလိုက်တယ်။အကုန်လုံးဖြီချလိုက်တယ်။အခုလက်ရှိသူတို့လက်များမှာဂုံယူဝင်ကြွားစရာပစ္စည်းတစ်ခုစီရှိခဲ့ကြတယ်။တခုကဘိုးဘွားစင်စက်ကလေးကလက်ဆက်ကမ်းလာတဲ့ကျင်ရဲ့ရွှေနိုင်နဲ့နောက်တစ်ခုကဒေလာရဲ့စံဂီတာဖြစ်တယ်။ တကယ်လို့ရှိပါပြင်မှာလဲမျက်နှချင်းဆိုင်ကတိုက်မှနေခဲ့ရင်တနည်းနည်းမှာဒေလာက သူ့စပင်းတွေကိုပြင်းမောက်မှာဖြန့်လန်းထားလိုက်မယ်ဆိုပါတော့သူ့စပင်းကြောင့်ဘင်မရဲ့အဖိုးတန်လက်ဝဲယန္တနာတွေတန်မိုးရော့သွားဖို့ဖြစ်တယ်။ဘင်ဆောလမွန်သာသူ့ယန္တနာတွေရဲ့တကားဆောင်ဖြစ်ခဲ့ရင် သူ့ရှေ့ရောက်တာနဲ့ဂျင်ကသူ့ရွှေနာရီကိုထုတ်ပြခဲ့ရင်ဘင်ဆောလမွန်မနာလို့ဖြစ်မှသိကြတယ်။ လက်ရှိမှာတော့ဒေလာကလှပတဲ့သပင်တွေကိုသူ့ပက်ပက်လေးမှာဖြန့်ခင်းထားတယ်။သပင်ကအယောင်လက်လက်နဲ့လှိုင်းတွေထားလို့အညိုရောင်ရည်တကွန်နဲ့တူနေတယ်။သူ့သပင်တွေကသူ့အတွက်ဝိယုံရှိတခုလိုဒူးဆက်အထိရှိနေရတယ်။အဲ့ဒီနောက်ဂရုံကင်းနဲ့သပင်တွေကိုသူအလျင်မြန်ဖြီးတင်လိုက်တယ်။ပြီးတော့နေရာမှာတင်မလုံမရှင်းတဲ့တမင်နယ်လောက်ရန်နေလိုက်တယ် ဟောင်းလွှမ်းဆုပ်ပြတ်တဲ့အနီရောင်ကြံ့ငင်းမော်မြည်ရီတဆက်နှစ်ဆက်စီကြသွားတယ်။အညူရောင်နှွေးတဲ့ဟောင်းကိုဝပြီးအညူရောင်အုတ်ထုတ်ဟောင်းကိုသူဆောင်းလိုက်တယ်။မျက်လုံးအိမ်ဆက်မှာလက်လက်ထနေတဲ့မြည်ရီတို့နဲ့ကောင်းဝင်ကိုမှပြီးအခန်းထဲကနေလမ်းမပေါ်သူထွက်လာခဲ့တယ်။ mess sofroni စပယ်မျိုးမျိုးရောင်းဝယ်သည်ဆိုတဲ့စိုက်မုတ်တစ်ခုရှိမှ သူရလိုက်တယ် လေကားပေါ်သူပြစ်တက်ခဲလို့ပင့်သက်တွေဖိုးလိုက်နေတယ်။ဆိုင်ပန်ရှင်ကအဝလွန်ပြီးဖြူယော်လို့နေတယ်။နင်းငယ်တွေလိုအစ်စလာတဲ့ဆိုဖရိုနီဆိုတဲ့နာမည်နဲ့လုံးဝမလိုက်ဖက်လာဘူး။ကျမရဲ့စပင်တွေဝယ်ပါလား။ဒေလာကမေးတယ်။ဝယ်တယ်။အုတ်ထုတ်ကိုချက်လိုက်ပါ။မင်းစပင်တွေကိုငါကြည့်အောင်မယ်။အညိုရောင်ရေကွန်ကဖွာကနေကြလာတယ်။ ဒေါ်လာ20ဆိုင်ရှင်ကတစ်ဖက်ကိုလဲရင်သူ့စပင်တွေကိုကောက်ကန်လိုက်တယ်။ကျမကိုပိုက်ဆက်မြန်ပေးပါတော့ဒေလာကပြောတယ်။ဟောအဲ့ဒီနောက်နှစ်နာရီဆိုတဲ့အချိန်ကအတောင်ပေါက်တလို့ပျော့ပျော့ရှင်ရှင်ပြန်တန်းသွားခဲ့တယ်။ဒီလိုဆင်းနေတဲ့အုံတော့ယူမဆိုင်ပါနဲ့။ဒေလာတယောက်တဆိုင်ဝင်တဆိုင်ထွက်နေခြင်းအတွက်လက်ဆောင်ကိုရှာခွေနေခဲ့တယ်။ ။နောက်ဆုံးတော့တခြားလူအတွက်မဟုတ်ပဲကျင့်အတွက်အထူးပြုလုပ်ထားတဲ့လက်ဆောင်ကိုသူတွေ့ခဲ့တယ်။အဲ့ဒီပစ္စည်းလေးကိုဆိုင်ရီတိုင်းမှာသူရှာမတွေ့ခဲ့ပါဘူး။ပစ္စည်းကရွှေပြူနဲ့လုပ်ထားတဲ့ယူယူနာယီကျိုးလေးတစ်ချောင်းဖြစ်တယ်။ပန်းတွေထွင်ထားသေးတယ်တခြားအည်သွေးရှိတဲ့ပစ္စည်းလိုအပေါ်ရန်အဆင့်တစားနဲ့အမှန်လှပြထားတာမျိုးမဟုတ်ဘူး။나이ဂျိုးလေးကရွှေ나이နဲ့လိုက်ဖက်လိမ့်မယ်။나이ဂျိုးကိုတွေ့တာနဲ့ ချင်းအတွက်ပဲဖြစ်ရမယ်ဆိုတာကိုတဲလာသိခဲ့တယ်။ကျိုးကချင်းအတိုင်းတည်ငြိမ်ပြီးဖိုးတန်တယ်။20ဒေါ်လာနဲ့ကျိုးကိုတူဝယ်ပြီးအိမ်ကိုခတ်တုတ်တုတ်ပြန်ခဲ့တယ်။ပိုက်ဆံက88ပြားသာကျန်တော့တယ်။ရွှေနိုင်ကိုဒီကျိုးတက်လိုက်ပြီးဘယ်နေရာမှာပဲဖြစ်ဖြစ်ဂျင်ကနိုင်လေးကို898ကန်ထုတ်ဆရမလို့ပဲအချိန်ကြည့်လို့ရနိုင်ပါပြီ။နိုင်ရဘလောက်ပဲအဖိုးတန်ခမ်းညာလဲ တေးအေးဟောင်းနဲ့ပဲထဲခဲ့ရလို့တခါတလေအချိန်ကိုဂျင်းခိုးချောင်ခိုးပဲကြည့်ခဲ့ရတယ်။အိမ်ပြန်ရောက်ပြီးနောက်သူ့ရဲ့စိတ်လှုပ်ရှားပျော်ရွှင်မှုကလိမ္မာစင်ကျင်တဲ့အတွင်ပြောင်းသွားတယ်။ gas ကိုထွက်ညီပြီးသပင်ကောက်တန်နဲ့ချစ်စိတ်ကြောင့်ပျက်စီးသွားတဲ့အရာကိုပြုပြင်နေခဲ့တယ်။ဒါဟာကြီးမားတဲ့ဝတ္တရားတစ်ခုဖြစ်တဲ့ချစ်လှစွာသောမိတ်ဆွေတို့ဒါဟာကြီးမားမြတ်တဲ့ဝတ္တရားတစ်ခုဖြစ်တယ်။ မိနစ်40အတွင်းမှာသူ့ကောင်းကစပင်တွေခေါင်းသားနဲ့တထက်ထဲကပ်ပြီးတွန့်လိုက်နေတယ်။ကြောင်ပြည့်တဲ့ကောင်လေးတယောက်နဲ့သူနေခဲ့တယ်။မှန်နေကနေသူ့ကိုတူဟိုလဲဒီလဲဂျူးနှစ်ဆိုင်ကြည့်နေခဲ့တယ်။တကယ်လို့ဂျင်ကောင်ကိုတချစ်ကြည့်ပြီး မတက်ခဲ့ရင်သူ့ကိုတူရေရွက်လိုက်တယ်။နောက်တစ်ခေါက်ကြည့်ပြီးငါကော်နီကျွန်းကတချင်းနဲ့တူတယ်လို့ပြောလိုက်မယ် ဒါပေမဲ့ငါဘာလို့ရမလဲ음ဒေါ်လာနဲ့89ပြားပဲရှိခဲ့တာငါဘာလုပ်နိုင်မလဲခုနကဒုတိယမှာသူ့ကော်ဖီတိုပြီးအသားတွေအတင်ကြော်နိုင်အောင်ဒဲဦးကိုမီးဖို့ပေါ်တင်ထားလိုက်တယ်။ဂျင်ကအချိန်မှန်ပြန်လာလေးရှိတယ်။ဒဲလာကနိုင်ကျိုးကိုလက်ဖွားနဲ့ထစ်ထားပြီးတကောင်းဝါနဲ့အနီးဆုံးစပွဲတောင်းပေါ်ထိုင်နေလိုက်တယ်။တအောင်နေတော့လေကားထက်ကခြေတံကိုသူ့ကြားလိုက်တယ်။ စိတ်လှုပ်ရှားလုံလုံသူ့မျက်နှာတွေအယောင်လွင့်နေတယ်။ဒီတနေ့ရဲ့ရိုးရှင်းတဲ့ကိစ္စတချို့ကိုနှုတ်ဆက်ဆူတောင်းတဲ့အကျဉ်သူ့မှာရှိတယ်။အခုချိန်မှာသူတူတူလေးဆူတောင်းမိတယ်။ဘုရားသခင်တပည့်တော်လှပနေသေးတယ်လို့သူထင်ပါစေ။တကားဖွင့်ပြီးဂျင်းဝင်လာတယ်။ပြီးတော့တကားကိုပြန်ပေးလိုက်တယ်။ဂျင်းကပိန်သေးပြီးအရန်တည်ကြည့်တယ်။တနာစရာလူငယ်လေးပါပဲ။အခုမှအသက်20နှစ်ပဲရှိသေးပေမဲ့ ကြီးလေးတဲ့အိမ်နောက်တာဝန်ကိုသူထမ်းထားရတယ်။အနွေးတဲ့အသက်သူလိုအပ်တယ်လို့လက်အိတ်လေးတောင်သူ့မှာမရှိဘူး။အခန်းရဲ့ကားဘေးမှာဂျင်ရက်နေတယ်။တုံးချက်ကိုအနမ်းရသွားတဲ့အမဲလိုက်ခွေးတို့မလုံမရှိရက်နေတယ်။သူ့မျက်လုံးနှလုံးကဒဲလာကိုမူကနေမရွေးခဲ့ဘူး။အဲ့ဒီအကြီးကိုဒဲလာနားမလည်နိုင်တော့အောင်စစ်တီးမွေးညင်းနေထားစေခဲ့တယ်။ဒေါသထွက်တာလည်းမဟုတ်တလို့အံ့ဩတာလည်းမဟုတ်ဘူး။ မကျင်တဲ့တာလည်းမဟုတ်တလို့ကြောက်ရွံ့တာလည်းမဟုတ်ဘူးသူခံမှန်းထားတဲ့စိတ်ထိခိုက်လှုပ်ရှားတဲ့အကြည့်မျိုးတခုမှမဟုတ်ခဲ့ဘူးဒီလိုပဲဒေလာကိုဆူဆိုက်ပြီးကြည်နေခဲ့တယ်ဒေလာခါလီတစ်ချစ်တော့စပွဲပေါ်ကခုန်ချပြီးသူ့စီလျှောက်သွားလိုက်တယ်ဂျင်းသူခေါ်လိုက်တယ်ငါ့ကိုအဲ့လိုဆိုင်မကြည့်ပါနဲ့ငါစပွဲတွေဖျက်ယောင်းလိုက်တယ်နင်းကိုသာလက်ဆောင်တစ်ခုမပေးရရင် ဒီခရစ်စမတ်ကိုငါဘလို့မှဖြတ်တန်းလို့ရမှာမဟုတ်ဘူး။စပယ်နေကပြန်ရှိတဲ့တောင်မုန်နဲ့စိတ်ဆိုးမဟုတ်လား။ငါဒီလိုမလုပ်လို့မဖြစ်ခဲ့လို့ပါ။ငါစပယ်နေကအရှိမြန်ပါတယ်။ Merry Christmas လို့ကောင်းချီးပေးအောင်ချင်းငါတို့ပျော်ရွှင်ပါစေ။နင့်အတွက်ဘလောက်လှပါဘလောက်ကောင်းတဲ့ပစ္စည်းကိုငါဝယ်ခဲ့တယ်လဲဆိုတာနင်မှန်တောင်မမှန်နိုင်ဘူးမဟုတ်လား။နင်စပယ်နေဖြတ်ပြစ်လိုက်ပြီ။ အားယူပြီးကျင်ကမေးတယ်။မျက်စိရှိမှမြင်ရတဲ့အရာကို သူဘလို့အကြံထုတ်စဉ်းစားခဲ့လဲနားမနေဖြစ်နေခဲ့တယ်။ဖြတ်ပြီးရောင်းလိုက်တယ်။ဒေလာကပြောတယ်။ဘလို့ပဲဖြစ်ဖြစ်အရင်ကလိုပဲငါ့ကိုနင်ကြိုက်တယ်မဟုတ်လား။သဘင်ရှိမရှိလဲငါ့ငါပဲမဟုတ်လား။ကျင်ကအခန်းကိုကြည်ကန်တောင်းမှဝေပတ်ကြည့်လိုက်တယ်။ နင်းစပင်တွေမရှိတော့ဘူးလို့နင်ပြောနေတာလားလူအားတယောက်လိုဂျင်ထက်မင်းနေပြန်လေရှားမနေနေနေကိုပြောပြမယ်စပင်တွေကိုငါရောင်းလိုက်ပြီရောင်းပြစ်လိုက်ပြီမရှိတော့ဘူးဒီညခရစ်စမတ်အကျိုးညကောင်းနေရဲ့ငါ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါဒါတွေကနင်းအတွက်ပါငါစပင်တွေရွေတွက်လို့ရနိုင်တော့တယ်တယ်လာကပြောတယ်အဲ့ဒီနောက်ရုတ်တရက်သူတိမ်မွေ့လာပြီ diamond နဲ့ပေါ်ထားတဲ့ငါရဲ့ချစ်ချင်းတွေ ဘယ်သူမှမရေတွက်နိုင်ဘူးအသားတွေလုံးလိုက်ရတော့မလားချင်းဂျင်ကမိနေရမှာလက်နိုးလာတဲ့တရားလိုဒေလာကိုရင်ဝင်နေတင်းတင်းကြပ်ကြပ်ဆွဲပွေထားလိုက်တယ်ဒီအချိန်မှာတိတ်မလောနဲ့အချိန်ဆက်ဆက်ကန့်လောက်ယူပြီးတိတ်ရေးမကြည့်တဲ့ကိစ္စတချို့ကို တခြားရှုတော့ကနေဒုတိယအိနာကတပတ်မှာ10ဒေါ်လာဓမ္မမဟုတ်တစ်နှစ်မှာဒေါ်လာတစ်တန်းဒါပါများกว่าချလို့လဲ တင်ညာတင်ချာပညာရှင်နဲ့အသိဉာဏ်ရှိသူဟာတင့်ကိုဖြီးမားတွေပေးလိမ့်မယ်။မက်ဂီကအဖိုးတန်လက်ဆောင်ကိုတင့်ဆောင်လာခဲ့ပေမဲ့အဲ့ဒီရာက သူတို့ကြားမှာရှားပါးနေခဲ့တယ်။ဒီလိုခိုင်းပါတဲ့စကားကို ရှင်းပြပါလိမ့်မယ်။ဂျင်ကအနှွေးတဲ့အိတ်ကတ်ထဲကအထုပ်ကိုထုတ်ပြီးဇပွဲခုံပေါ်ပြတင်လိုက်တယ်။ငါ့ကိုထင်မှမှားပါနဲ့တဲလား။စပင်မဲညံ့ညံ့မျက်နာပဲပြင်းပြင်းဓမ္မမို့ခေါင်းမဲလျှော့လျှော့ ီကဘာပေါ်မှာဘဲရကားမှဇနီးပေါ်ထားတဲ့ငါချစ်ချင်းကိုယူနေစီမှာမဟုတ်ဘူး။ဘာကြောင့်ကြောင့်ဒီကြောင့်တော့ဖြစ်ခဲ့တယ်လဲဆိုတာကိုနင်သဘောပေါက်လိမ့်မယ်။ဖြူဖွေးတဲ့လက်ညှိုးလေးနဲ့ချီထားတဲ့ကျိုးကိုဖြီးပြီးစက်ကူတို့ကိုသူတွတ်တွတ်လဲလဲဆွဲဖြီးလိုက်တယ်။တစ်ဆက်ထဲမှာအန်အော်ဝမ်းတာတဲ့အတန်ကအလိုမိမတယောက်ရဲ့မချုပ်သီးနိုင်တဲ့မြည်နဲ့ငိုရှိုက်တဲ့အတွင်ကိုရုတ်တရက်ပြောင်းသွားခဲ့ပြီး အရှင်သခင်ယောက်ျားရဲ့နှစ်သိမ့်မှုကိုလိုအပ်ခဲ့တယ်။စပွဲကုန်မှာဘီခေါင်းမီးတစ်စုံဘေးသုံးနောက်သုံးအစုံညီဘီတစ်စုံကစပွဲပေါ်မှာရှိနေခဲ့တယ်။အဲ့ဒီဘီကဟိုးရင်ဘရော့ဝေးကအရောင်းကောင်တာတစ်ခုမှာဒဲလာမြင်ခဲ့ပြီးအရန်လူချင်းခဲ့တဲ့အရာဖြစ်တယ်။ဒီလှပတဲ့ဘီတွေကလေခွဲဆစ်ဆစ်တွေနဲ့လှုပ်ထတာဖြစ်ပြီးရတနာတွေနဲ့အနာကွက်ထားတယ်။ဘီယောင်က သူဖြတ်လိုက်တဲ့သူ့သမီးအောင်နဲ့တိတ်လိုက်ဖက်တယ်။ဒီဘီအစုံကတန်မိုးကြည့်မှန်းသူသိတယ်။လူချင်းတောင်းတခဲ့ပြီမဲ့ပိုင်ဆိုင်ရမယ်လို့တကားမှမျှော်လင့်ရခဲ့ဘူး။အခုတော့သူ့အတွက်ဖြစ်နေခဲ့ပြီ။ဒါပေမဲ့ဒီလိုအဖိုးတန်ဘီကိုပန်ဆင်ခွင့်ရဖို့မျှော်လင့်ခဲ့တဲ့လှပတဲ့သမီးကမရှိခဲ့တော့ပါဘူး။ဒါပေမဲ့ဘီကိုသူ့ရင်ခွင်မှာထည့်ထားလိုက်တယ်။တအောင်ကြမှာ မြည်တွေဝေဝါးနေတဲ့မျက်လုံးစုံနဲ့ပြုံးရပြီးပြောလိုက်တယ်။ဘာစပင်နေရှိမြန်နေချင်းအဲ့နောက်ဒဲလာအပူထိသွားတဲ့ကြောင်တော်ကောင်လိုထခုံပြီးအော်တယ်။အော်အော်သူရလှပတဲ့လက်ဆောင်ချင်းမတွေ့ရသေးဘူး။လက်ဝါးကိုခက်မြမြန်လေးဖြတ်ပြီးဂျင်ရှိဆက်လိုက်တယ်။ဒါမဲ့ဖိုးတန်ပစ္စည်းပေါ်မှာ ဒင်လာရဲ့ပျော်ရွှင်မှုနဲ့တကြွမှုလေးလင်းလက်နေခဲ့တယ်။လှတယ်မို့လားချင်းမျိုးနဲ့ရှာခဲ့ပြီးမှရလာတာ။နောက်ဆိုရင်နေနေတိုင်းအချိန်ကိုအခါတရံကြည့်လို့ရပြီ။ငါ့ကိုနိုင်လေးပြီး နိုင်နဲ့တွေ့ထားတဲ့ပုံကငါကြည့်ချင်လို့ပါ။ဒင်လာပြောသလိုဂျင်မလုပ်တဲ့အပြင်ကလက်ထိုင်ပေါ်လဲအိတ်လိုက်တယ်။လင်းတဲ့ဖက်ကိုခေါင်းအောင်ထိုးတဲ့ပြီး ပြုံးနေခဲ့တယ်။ဒင်လာ ခရစ်စမတ်လက်ဆောင်ကိုတင်နေရမှာထားပြီးငါတို့တိတ်ထားလိုက်ရအောင်အဖိုးတန်ကောင်းလို့လို့အခုချိန်မှာအတုံးမလို့သေးဘူးရွှေနိုင်ကိုငါရောင်းလိုက်တယ်ရောင်းရတဲ့ပတ်စံနဲ့နင့်တွေ့ခေါင်းမိဝယ်လိုက်တယ်ကဲရှိပစေတော့အခုတော့အသားတွေသာသွားလို့တော့ပြီးပါပြီရှင်အဆုံးထိနားဆင်ပြီးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။မွေးရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပြီးပါအောင်ရှင်။